ားမဟုတ်ဘူးမတော်ကငှက်ကြီးကောင်းချဘုံကြီးကျောင်းဆိုတာရှိတယ်အဲ့ဘုံကြီးကျောင်းတော့မှဘူးတွေရှိတယ်အဲ့မှာမတော်သွားရဲ့ဟုတ်အဲ့ကျောင်းကြီးကဘူးမီးတောင်မီးတို့ပြည့်စုံသွားတယ် အင်မော်တိုက်တူဆောက်ရှောက်တူပေါ်တာပေါ့ဗပကံဆိုတော့ရှင်းအောင်တစ်ပေါင်းများစွာလေဆောက်ရှောက်ဘလောက်ကြီးနေတယ်အင်အားကြီးနေတယ်ဆိုတော့မတော်မမြင်နိုင်မသိနိုင်ဘူးလေအခုဆိုရင်ရမ်းမျက်နှာပွင့်တယ်အဲဘာလို့ဆိုစီပြရတယ်လာပြီးတော့အဲ့လိုလာပြီးတော့ကလေးတွေမိတ်ဆက်ကြတယ်ပေါ့နော်အမအတူလေးကိုတူလေးဆိုရင်ပို့သားလို့ပါပဲငယ်လေးကပဲကိုပဲထိန်းချောင်းလာဆိုတော့လေသားလေးလိုပဲချစ်တယ်အတူလေးကိုဝိုင်းပြီးတော့ချစ်ပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်နော် ခန္ဓာချက်ကတော့ဟိုပါပေါ့နော်ကိုယ်ရေစူးစမ်းထားတဲ့အမှုပညာတခုကိုခြားပြခွင့်ရတဲ့အတွက်ရမ်းမှန်းတာတယ်အဲပြီးတော့ပြိသက်ကိုလည်းအပိတ်ကိုလည်းဖိတ်ခေါ်ခြင်းနဲ့ဘာလို့လဲဆိုတော့အဓိကကလေအာဦးမျိုးမင်းရဲ့ကမ်ဘက်ပေါ့နော်ကမ်ဘက်ဖြစ်တယ်ပြီးတော့အမကလည်းရုပ်ရှင်အမကားကြီးလည်းမတင်တာကြာပြီရုပ်ရှင်မရိုက်တာလည်းကြာပြီဆိုတော့ မမရဲ့အဲရမ်းကြာမှာပြန်တင်နေလို့ရှင်လည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒါပြီးတော့ဦးမျိုးမင်းကတရေကားဆိုလို့ရှိရင်ဦးမျိုးမင်းကားဆိုပေါက်ကိုပေါက်တယ်ကောင်းကိုကောင်းတယ်မိုက်ကိုမိုက်တယ်ပေါ့နော်အဲ့တော့ဦးမျိုးမင်းရဲ့ကမ်ဘက်ကားလည်းဖြစ်တဲ့အတွက်အမတို့ရင်ခုန်ပါတယ်ဟုတ်ကားတော့အမှန်တော့အမတို့ကရက်ကရထားတာတော့ နှစ်ဆက်တည်းရနေရတာပေါ့နော်ဒါပေမဲ့အဲ့ချိန်မှာအငရင်ဘေးဖြစ်တယ်ဖြစ်တဲ့အခါကျတော့အမတို့လည်းငရင်ဘေးသိပြည်သူတွေသွားကူကြတယ်ပေါ့နော်လှူကြတယ်အဲ့ဒါတွေလုပ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ချိန်မှာနှစ်ဆက်တည်းနေဆိုတာကတော့ဗမာတွေရဲ့မြန်မာလူမျိုးတွေရဲ့တကယ်ထွတ်မြတ်ထားတဲ့နေဖြစ်တဲ့အတွက်ပေါ့နော်ဒီသူ့ရောတဆေးဆိုတဲ့တရေကောက်ရုံကိုဟိုမတင်စီမတင်စီခြင်းဘူးပေါ့နော်အဲ့လိုမျိုးပြောတဲ့အခါကျတော့အမတို့အနေနဲ့ကလည်းအဲဒါမှန်တယ်ပေါ့ရက်ရွှေ ရက်ရွှေမယ်ဆိုရင်လည်းအမတို့ကရွှေဖို့လက်ခံတယ်အဲ့ဒါလည်းရက်ကိုရွှေလိုက်တော့အမတို့ကားကဂျုံလား6ရင်းနေဖြစ်သွားတာပေါ့နော်ဂျုံလား6ရင်းနေရပြီးတော့ရှေ့ကကားတွေနဲ့ပတ်ကားတွေပါတဲ့ခါပါတယ်အဲ့လိုမျိုးရွှေရင်ရွှေရင်လည်းအမတို့ဒီရက်ရောက်သွားတာဘလိုပဲဖြစ်ဖြစ်ပြိဿကဟိုစိတ်ဝင်စားနေညှော်နေကြတယ်ကြည်စင်ကြတယ်ဆိုလိုဝမ်းသာပါတယ်အမတို့စူးစားထားတဲ့အရာလေးတစ်ခုကိုပြိဿကိုချပြပွင့်ရတဲ့အတွက်လည်းအရင်ဝမ်းသာပါတယ်ဟုတ်မမကံကမကြည့်မောင်မကြည့်တော့ကြာတယ် ဟိုလေဟော်ရာဆိုပေမဲ့ तू อ่ะအဲ့လိုမျိုးဟော်ရာဟိုလိုမျိုးကြီးပေါ့နော်ဟော်ရာကြီးတခုတည်းမဟုတ်ဘူးအဲဟိုဟာပေါ့ तू อ่ะခြေကွဲကြတွေပါတယ်နောက်ရထအစုံပေါ့နော်အဟာသာလေးလည်းပါတယ်နောက်ပြီးတော့မထင်မှတ်တဲ့ဒီပေါ့နော် plot တွေနဲ့ဇက်ကိုအထည်ပြောင်းလုပ်ထားတာတွေလည်းပါတဲ့အတွက်ဟိုတမှုထူးခြားတဲ့ horror ကဖြစ်မှာပါလို့ဟုတ်။အဟွာကိုနိုင်ကြီးကကိုနိုင်ကြီးကကိုကျော်ရအောင်ပြောတာပါနော်။ကိုနိုင်ကြီးကတခါမှတရေ character အနေနဲ့တခါမှမရိုက်ဘူး။ဒါသူ့ရဲ့ပထမဆုံးထူးခြားနဲ့မြင်ရမယ့် character ။ပြီးတော့ ဒီမှာတရေကိုရိုင်းချောက်တာတွေမဟုတ်ဘူးအာဘလို့ဘလို့ပုံကြောက်ဒီလိုပုံဖြစ်သွားတယ်ဆိုတော့သူ့ရဲ့ဆက်ကြောင်းလည်းရှိရပေါ့เนาะအဲ့တော့ဒီဟာလေးကလာကြည့်လို့ရှင်ပြိသက်တွေကြိုက်မယ်လို့မအားလို့မျှော်လင့်ပါတယ်ဟုတ်အုံမျိုးဆိုတာလည်းမအားလို့ဆရာထဲမှာပါပါတယ်အမားတို့ဟိုးနေလေးရအုံမျိုးရိုက်ခဲ့တာဆိုတော့အုံမျိုးကသူကရိုက်လို့ရှင်သူကဟိုနှီးစီဝိုင်ဆိုလည်းနှီးစီဝိုင်ကြီးကပောက်ခဲ့တာတရေကဆိုလည်းဟိုနကဟိုနကတိုက်တယ်ညဆိုအဲ့ကားဆိုလို့ရှင်လေဟိုပါပေါ့เนาะ အဲကိုအောင်ကြီးနဲ့ပေါ့နော်ဇန်ကျုံကကိုအောင်ကြီးပဲအခုကားလည်းဇန်ကျုံကိုအောင်ကြီးပဲဆိုတော့သူတို့အတွဲကိုပြန်မြင်ရမယ်သူတို့ကတရေကားဆိုလည်းထူးခြားခြားပေါ့နော်ဇက်ကိုလည်းထူးခြားဖန်တီးတတ်တဲ့သူနဲ့အဲသူများနဲ့မတူအောင်ရိုက်တတ်တဲ့ဒရိုက်တာဆိုတော့အဲကားလေးကအမတော့ကောင်းတယ်အမတော့စိုက်တယ်ပေါ့နော်ဟုတ်ဘယ်လို message ဆိုတာထက်ပေါ့နော်ဒီဟာကကြတော့အဲတကယ်ဟိုပေါ့နော်အာဆွဲတစ်ခုပေါ့နော်ဒီရောက်ကဆွဲွားတယ်ဒီရောက်တစ်ခုဆွဲရတယ်မကျွတ်မလွတ်တတ်ဘူးပေါ့နော်ဗုဒ္ဓဘာသာအနေနဲ့ရောဒါကဒီလိုမျိုးဟိုပေါ့နော် အဲဆွဲတစ်ခုကိုလူကြောက်ကအဲလိုဆွဲသွားရယ်ဆိုရင်မကျွတ်လွတ်တတ်ဘူးပြီးတော့ဒါကဘုံကြီးမှအဲဘုံကြီးဒင်ပေါ့နော်အဲလိုဆွဲသွားလို့ရှိရင်ဒါဘယ်ရမဆိုမကျွတ်လွတ်တတ်ဘူးဆိုတဲ့သဘောလေးပါတယ်နောက်ပြီးတော့လူ့ဘာမှာကြုံရတဲ့အကြောင်းတွေပေါ့အဲ့ဒါတွေလည်းခုံပါတယ်ဟုတ်ဆွဲရင်ပတ်သက်ပြီးတာအဲဘယ်လိုအဲလိုအရန်ကြီးတော့မဆွဲဘူးအမကကြတော့ဗာလဲဆိုတော့လေ ။အခါကြောင့်ရှင်ကိုကအဲ့လိုပစ္စည်းတစ်ခုပေါ့နော်ပစ္စည်းတစ်ခုခုကိုအဲ့လိုစိတ်ထဲမှာစွဲပြီးတော့ဟိုပျောက်သွားရပါဆိုနှမျောတက်တယ်ဒါပေမဲ့နောက်ကျတော့လူတော်တေးရသေးတာပဲဆိုရဲစိတ်နဲ့အဲ့လိုဖြေတတ်တယ်ပေါ့နော်အိမ်တော့အဲ့လိုနှမျောတက်တယ်နောက်မှကျအဲ့လိုမျိုးဖြေတာပေါ့နော် ။အပေါ်ဒီဟိုပါဘောအဲ့လိုမကျွမလွတ်တဲ့ပရာလောကသားဆိုတော့ရှိတယ်ဆိုတော့လက်ခံပါတယ်။အဲကိုလေးကလည်းဘုရားတရားလုပ်တဲ့လူဆိုတော့ဒါမျိုးကအမြဲတမ်းကိုဘုရားရှိခိုးတိုင်းလည်းမြတ်တာဖို့အမျှဝေပြစ်တယ်ဆိုတော့လက်ခံပါတယ်။အရင်ကြီးဟိုကြောက်တာတော့မရှိဘူး။အရင်ကြီးလည်းမကြောက်တာလည်းမဟုတ်ဘူး။အဲကိုတိုင်းမျက်မြင်ရင်တော့ကြောက်မှာပေါ့နော်။ဒါပေမဲ့အဲ့လိုမျိုးဒီတိုင်းကြီးတော့လည်းတွေးပြီးတော့ကြောက်နေတယ်မှာတော့မပါဘူး။ဟုတ်။အော်အမတ်တရားဆိုရဲဒါတော့လေဟိုပါဘောအဲတချို့နေရာတွေကြတော့လေ ဒေသခံတွေပြောတဲ့စကားကိုယုံရတယ်ပေါ့နော်ဘာလို့ဆိုတချို့နေရာတွေကအဆောက်ချောက်ကြီးတယ်နှက်ကြီးတယ်ပေါ့နော်အဲ့လိုနေရာမျိုးကြမယုံလို့မရဘူးအဲပြီးတော့ဒီနေရာမှာဒီသားနဲ့မစားအောင်ဆိုရင်မစားအောင်အဲ့လိုမျိုးပေါ့နော်အဲအဲ့လိုတစ်ချက်မှားသွားလို့ရှိရင်အမိုင်းလုပ်တဲ့လူကခံရတာပဲလေအဲအဲ့လိုအဲ့သဘောပါပဲမမတို့ကတော့လိုပဲဖြစ်ဖြစ်ဟိုကိုယ်ရိုက်ခွင်းတဲ့လူတယောက်ဒီလိုမျိုးဟိုဖြစ်တာစိတ်မကောင်းဘူးပေါ့လေဒါပေမဲ့အဲဒါကလည်းဟိုဘယ်လိုပြောမလဲဆိုတော့ तू ကစကားလေးတစ်ခုမှားသွားတာပေါ့နော်မှားတဲ့အတွက်ပြီးတော့အဲ့ဒီမှာ ဝတားနဲ့မစားအောင်ပေါ့နော်အဲ့ဒီချင်းလေးကြောင့်သားမစားတဲ့နေမြေမှာသွားပြီးတော့ဝတားနဲ့ထမင်းစားတယ်ပြီးတော့ညနေနေဝင်ပြီးရောဖြစ်တယ်အဲရှူတင်မှာရှူတင်ကကင်မရာဖြစ်တာတော့ကင်မရာဘောင်းအနောက်မှာပေါ့နော် ပြင်းရင်နဲ့ပြုတ်ကြပြီးတော့ငုတ်ဆူးပြီးတော့လက်ထဲကိုငုတ်ထုတ်ချင်းပေါက်ဝင်သွားတယ်ပေါ့နော်အဲ့တော့အဲ့မှာနေမဲ့ချက်ချင်းတို့အဲသူ့ကိုတတ်မှတ်နေရိုက်တယ်အော်ပရေးရှင်းလုပ်တယ်အကုန်လုံးစဆုံးကုပေးလိုက်တာပေါ့ အကောင်လုံးဒီထဲမှာဘာမှမရှိတော့ဘူးဆိုတော့တမန်နှစ်ခေါက်သုံးခေါက်ရိုက်တာတော့ဘာမှမရှိတော့ဘူးဆိုပြီးတော့ကောင်းပြီးတော့ပြန်သွားတာကောင်းနေဆိုတော့ဟိုလိုမျိုးတော့ဒဏ်ရာတော့မပြောက်သေးဘူးပေါ့လေဒါပေမဲ့ရန်ကုန်ရောက်တော့မှ तू ထက်ကြိုက်တော့သွားပြတော့မှအထက်ကနေဟုတ်တယ်ထွက်လာအဲ့တော့ तू ကမတောင်းမှန်ခဲ့ဘူးအဲ့အဲ့တစ်ခေါက်ပြန်ပြီးတောင်းမှန်လာပေါ့ဖယားမို့ဘာမတို့ကငှက်ကြီးကောင်းချဘုံကြီးကြောင်းသွားရှိတယ်အဲ့ဘုံကြီးကြောင်းတော့မှဂူတွေရှိတယ်အဲ့မှာမတို့သွားရဲတာဟုတ်အဲ့ကြောင်ကြီးကဂူမီးတော်မီးတော့ပြည့်စုံသွားတယ် အင်မော်တိုက်တို့စောက်စောက်တို့ပေါ်တာပေါ့ဗပကန်ဆိုတော့ရှင်းအောင်တစ်ပေါင်းများစွာလေစောက်စောက်ဘလောက်ကြီးနေတယ်အင်အားကြီးနေတယ်ဆိုတော့အမတို့မမြင်နိုင်မသိနိုင်ဘူးလေအော်အဲ့ဒါဒီလိုပါပဲအမ VCD ကအများရက်ခဲ့တာဆိုတော့အဲ့လိုတယောက်ကရှင်းလိုက်ရင်ပေါ့အခုပြန်ပြန်တက်လာတာပေါ့အဲ့တော့တော့ VCD ကတချင်းလေးတွေကိုယ်ရက်တက်ချင်းလေးပောက်တက်ချင်းလေးရရတော့အခုရှင်းလေးပြန်ဟောငါငယ်တုန်းကငယ်တုန်းကပုံလေးပါလားပေါ့အဲ့လိုမျိုးလေးပေါ့အခုလည်းလှတယ်လေအော် ကဘာပြောကိုကသူကအမောင်အရင်ထဲကသဘောကျတာဆိုတော့သူကဘာလုပ်လို့သဘောကျလဲမရှိတော့မတော်တော့ဘူးအဲ့တော့ဝန်ဆိုင်သူကလို့မျိုးပေးလိုက်တာတို့လူလိုက်တာတို့ပေါ့နော်အဲ့ဒါပါသွားတယ်အဲ့ကောင်ကလည်းမတော်ကအမှန်တော့ဘောင်းမီတိုးတို့ဘောင်းမီရှိတို့တိတ်ခွင့်လို့မရဘူးလေဘလို့များလုံးလုံးချုံချုံနဲ့ကိုကိုလှမဲ့ဟာမျိုးပေါ့အဲ့လိုစဉ်းစားပြီးဝေးရတာပေါ့ပွင့်တာပေါ့အခုဆိုရင်ရမ်းမျက်နှာပွင့်တယ်အဲ့ဘာလို့ဆိုတော့စီပြရလာပြီးတော့အဲ့လိုလာပြီးတော့ခလေးတွေမိတ်ဆက်ကြတယ်ပေါ့နော် အမအတူလေးကိုအတူလေးဆိုရင်ဖို့သားလို့ပါပဲငယ်တည်းကပဲကိုပဲထိန်းချောင်းလာဆိုတော့လေသားလေးလိုပဲချစ်တယ်အတူလေးကိုဝိုင်းပြီးတော့ချစ်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အဲသူအတူနဲ့သူကဒီတယောက်ပဲရှိတာသူလေးနဲ့သမီးလေးနဲ့နှစ်ယောက်ပဲရှိတာပေါ့ဟုတ်အဲ့အဲ့တော့တောင်းရှင်နေကြတော့ဘာပြောကိုကတော့ဟိုလေကိုသားသမီးအွယ်လေးဆိုကိုကချစ်တာပဲလေအဲ့တော့အဲ့လိုမျိုးရေးတော့လေကိုကတို့ရေးတဲ့ဟာလေးကိုသွားပြီးတော့ left လေးသွားပေးလိုက်တတကအခု16ကျော်ပေါ့16ကျော်ဟုတ်အော် तू စဉ်းစားတာဆိုတာလေပြောတာ तू ကကြတော့အဲ့ဘယ်လိုပြောမလဲဆိုတော့တို့က ဟိုပါပေါ့သူကအကြောင်းတန်ရမ်းမှာသွားတက်ဖို့ရှိတယ်ပေါ့နော်သွားတက်တန်ရမ်းသွားတော့မှာဆိုတော့အဲလောဆယ်ကတော့ကြောင်ညာလေးပလက်လာတဲ့လက်ခံလက်ခံလေးဆိုလဲကြောင်ညာတို့ဘာလို့လောက်ပဲလက်ခံပြင်မှာပေါ့နော်သူပညာရေးပဲအဓိကသွားမှာဆိုတော့လေအဲသူကအဲ့လိုမျိုးလေးတော့ရိုက်မလားဆိုတော့ရိုက်ချင်တယ်ဟိုလိုမျိုးကြီးတော့သူလောက်ချင်မှာမဟုတ်ဘူးသူမောင်နှမနေအောင်တော့အခုလောဆယ်တော့အဲ့လိုကြောင်ညာလေးပါလေးဆိုရိုက်ချင်တယ်ဟိုလိုမျိုးတော့မလောက်ချင်ဘူးပေါ့နော်လောဆယ်အေးတယ်တတဘာမှမပြန်မပြောတာသမီးလေးကတွတ်တယ်တတအရန်အေးတာသိတယ်သူ့ကိုပြောပြလိုက်ဘာမှမပြောရှင်းနေတယ်သူက အော်တယ် तू ကဘာမှမသိမပြောဘူးအဲတကူခိုင်းရဲဆိုလဲချက်ချင်းလာတာ तू ဘာလုပ်နေနေဂိမ်းဆော့နေလဲတားရင်ချက်မျိုးဘာလေးလာလောက်ပေးဆိုချက်ချင်းလာလောက်ပေးတာအတကယ်ဟိုလေးအေးလေးအေးတယ်လိန်လဲလိန်မာတယ်ကလေးအဓိကတော့တသားလိန်မာ तू အမေပေါ့အမညမအရန်တော်တယ် तू ကလေအဲ तू ကသားသမီးထိန်းတာရော तू ကအိမ်ရှင်းတာရောအိမ်ဟိုအကုန်လုံးပါမအပြင်မှာလှုပ်ထွက်လှုပ်တဲ့သူဆိုတော့ဟိုအိမ်နဲ့ပတ်သက်လို့က तू ရဲ့အကုန်လုံးစီမံတာဆိုတော့လေတသားရဲ့အမေကတော်တယ်အမညမလေးက तू က တော်တယ်အဲသူသူထိမ့်သိမ့်မှုကြောင့်ပဲသသားဒီလိုမျိုးဒိမ်မာပြီးတော့ပညာတော်တဲ့ကလေးဖြစ်တာပေါ့ဟောဂုံကြီးလည်းဆိုဒီလိုကချစ်တဲ့ဘက်တွေဝမ်းသာပါတယ်ဂုံကြီးရအောင်တော့တို့တွေကဟိုတခုခုကိုပေါ့နော်အအောင်မြင်မြင်လောက်ပြနိုင်တာတော့မရှိသေးပါဘူးဒါပေမဲ့ကလေးတွေကိုချစ်ကြလို့မားကလည်းဝမ်းသာပါတယ်ကျေးဇူးလည်းတင်ပါတယ်လို့အခုကတော့မားကတော့လေကလေးနှစ်ယောက်စလုံးကိုအဲ့လိုပညာရေးဘက်မှာမထူးရှူရင်ဖြစ်စေချင်တယ်ပေါ့နော်အဲဒါပေမဲ့တို့ကဝါသနာပါတယ်တခုလောက်ချင်တယ်ဆိုလဲနောက်ကပံ့ပိုးပေးဖို့တော့တင်ပါပဲဟော တရားပြတော်တော်လေးတော်တယ်ဟိုတမီးလေးကလည်းတော်တယ်သူကသူစာလိုက်နိုင်တယ်သူကသူပေါ့နော်စာလို့ကြိုင်လောက်တယ်ဆိုတော့ဟိုဟိုကြီးတဲ့ကြီးစောင့်ကြည့်ရမှာပေါ့နော်ခလေးကကတမီးကငယ်သေးတာကိုတတတော့သူကတော့သူကသူရေချင်းသူကတော့ကြီးလိုက်သူကသူလုံးလုံးချင်တဲ့ engineer ဒိုင်းကိုသူရွေးမှာပေါ့ဟုတ်ဟုတ်ကဲ့ပါဒီကားကလေအာမတို့အရန်ကိုစူးစမ်းပြီးတော့ရုံပေါ်ရောက်ဖို့အတွက်အရန်စူးစမ်းထားရတယ်နောက်ပြီးတော့အခက်ခဲတွေအများကြီးရနေပြီးတော့ရုံပေါ်ရောက်ခဲ့ရတဲ့ကားလေးပါပြီးတော့ driver ဦးမျိုးမင်းရဲ့ကမ်းဘက်ကားဖြစ်တဲ့အတွက် အဲပရိသတ်တွေအထူးကြကြကားလေးတကားဖြစ်မယ်လို့ရုံကြည်ပါတယ်အားလုံးလာပြီးတော့အားပေးပါလို့ဖြစ်ခေါ်ပါတယ်ရှင်